င်မှာအသေးအနေနဲ့ကတော့ပထမအကြော့ဝေးခွေးမှာစီးရအိုငါးကိုတကိုးဆိုတဲ့ရလနဲ့ရှုံးနေတဲ့တော့ဘွဲ့ထက်လူစင်းကို6ဦးထိအပြောင်းလဲပြုတ်ထားတာကိုတော့တွေ့ရတယ်ခင်ဗျ။ဦးစလိုတို့ရှင်တော့ပွဲရတော့စတင်ပြီးတော့အရှင်ပြန်ကစားကြီးပဲဖြစ်ပါတယ်။ဘော်ဘောတော့စီးရအသင်းရရှိထားတယ်ခင်ဗျ။မာဒင်းရဲ့ဤပြချိုးဖြစ်တဲ့ဦးမျိုးလိုင်ဝင်းကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်။အရှင်မြင်တွေ့နေရတော့စီးရအသင်းရဲ့ ဒီပြချိုးဖြစ်တဲ့ဟိုဆေးဖာနန်ဒက်ကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်။အဲ့တော့ဥမာဥမာအသင်းအနေငယ်တက်တာရခဲ့လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့ဆိုပါအခွင့်အရေးကောင်းကိုမာတင်ကောင်းအောင်အသုံးချနိုင်မလားဆိုတာတော့အဆောင်ကြည့်ရမှာမြတ်။စီရအသင်းပဲ။ပါဘလူးအချိန်ပါလေ။စီရအသင်းညာချမ်းအနေထိုးပေါက်မှုအတွက်ကြိုးစားနေရပဲဖြစ်ပါတယ်။ဇကာရီယာဖြတ်ချိုးပြီးသားတွေ။ဝင်းစီယာလင်းဦးသားတွေမြတ်။မမအော့စမန်။သူကနေပြီးသားတွေ။ ိုလည်းရှိနေခဲ့တာဖြစ်ပါတယ်ဒီချိန်မှာလည်းအဲဒီလုံကပွဲစဉ်မျိုးပဲလိုမျိုးပဲမြန်မာအသင်းတခုခုများပြန်ပြီးလုပ်ပြသွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်မာတင်မဲရှုကန်နေပေးတာတန်ပါဘယ်လဲချက်ထိန်တာတယ်မမောင်လွင်ချင်းချင်းနေတယ်မမောင်လွင်ပဲပြေခွင့်မသာသေးဘူးညခန်းစင်းနေပဲပြန်တွဲတာတယ်ဖြစ်ပါတယ်ဒါကြောင့်ဒီချိန်နေမှာတော့မြန်မာအသင်းကလက်ပြပေါ်မြောက်ခွင့်ရရှိမှာဖြစ်ပါတယ်တန်ပါမမောင်လွင်လည်းပြန်တွဲတာတယ်မမောင်လွင်အလေဖြတ်ချိုးပေးတာပြီ စီဗီယာတင်မယ်အလဲဝင်လာတယ်ရှီကိုထပ်ပေးလာတယ်အချိန်မှာတော့အသင်းဘော်ရင်းနဲ့ပြန်ထွဲဖို့ကြိုးစားအောင်မှာတော့နားလည်မှုလွဲပြီးတော့ကုသမာဆန်းဆန်းနိုင်စီပဲဘောလုံးကတော့ရရှိသွားခဲ့တာဖြစ်ပါတယ်ဂျာစီမယ်စီဗီယာတင်မယ်တောက်လျှောက်ဆွဲတက်လာပြီးစီဗီယာတင်မယ်ရှီကိုထပ်ပေးလာတယ်အချိန်မှာဟေးစီယာလင်းဦးလာခဲ့တာဖြစ်ပါတယ်ဒါပေးလာတယ်အေရီယာတော့ကြတယ်မွာတင်ခန့်စစ်ကပဲခေါင်းဦးထားတယ်မြားနန္နာကျော်ပြန်ဆယ်လာတယ်မာတင်မယ်လွင်မိုးအောင်ရှီကိုမျောပေးလာတယ်ထိန်ချအောင်တယောက်ကျော်လာတယ် ဘယ်တန်ကစားသမားနဲ့ညာတန်ကစားသမား2ဦးလို့ရှိနေတဲ့အနေထားမှာဘယ်ကစားသမားအဆုံးသတ်မလဲဗျမမောက်တွင်းတိုင်းခံပြီရရှိလာတဲ့လွတ်တဲကံဘောတော့မမောက်တွင်းတိုက်ရိုက်အဆုံးသတ်ခံသွင်းခဲ့တာဖြစ်ပါတယ်ကံချက်ကအားပါကောင်းမွန်ခဲ့မြင်မလဲကိုပေါင်းနဲ့အနေငယ်ချိန်သားကြိုက်ဖို့လိုအပ်သွားတဲ့အနေထားတစ်ခုမှာဒီချိန်နေမှာတော့မြန်မာအသင်းရဲ့အခွင့်အရေးကခုလွန်ပေါ်နေပဲအဆုံးသတ်ခဲ့တာဖြစ်ပါတယ်ကံချက်ကတော်တော်လေးအားပါပြီးတော့ကောင်းမွန်ခဲ့တယ်ဆိုမယ်လေကိုပါတဲ့ဘောကနေ အနေငယ်ရှန့်ထွက်သွားတဲ့နေသားတစ်ခုမှာဒီချင်းနေမှာတော့မြမသည်ဂွန်လုံးပေါ်နေပဲရှင်းတတ်ခဲ့ရတာဖြစ်ပါတယ်ဒီနေ့တူနာခွင်းထဲမှာလာရောက်အားပေးတဲ့ပရိသတ်တွေကိုတော့ကျွန်တော်မြင်တွေ့နေခဲ့ရတာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကမြမသည်ရဲ့အာရှဖလားချစ်စစ်ပွဲမှာတော့နောက်ဆုံးအင်ကွင်းပွဲစဉ်လည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ပြီးရင်တော့မြန်မာအသင်းတွေနဲ့ပါကစ္စတန်အာဖဂန်နစ္စတန်ဒီလိုအသင်းတွေကိုတော့အဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ကစားတော့အောင်မှာဖြစ်ပါတယ်။ လာမယ့်အနိုမှာ၁၈ရက်နေ့မှာတော့အာဖဂန်နစ္စတန်တင်းနဲ့အဝေးခွင်းမှာတော့ရင်ဆိုင်သွားမှာဖြစ်ပြီးတော့လာမယ့်၂၀၂၆ခုနှစ်မတ်လ၃၁ရက်နေ့မှာတော့ပါကစ္စတန်တင်းနဲ့အဝေးခွင်းမှာဆက်လက်ပြီးတော့ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ပွဲစဉ်ကမြန်မာအသင်းရဲ့အာရှဖလားချင်းစစ်ပွဲနောက်ဆုံးအင်ကွင်းပွဲစဉ်လည်းဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်ကိုတော့မြန်မာလေဆင်အမျိုးသမီးတင်းရဲ့ကစားသမားတွေလာရောက်အားပေးနေတဲ့မြင်ကွင်းတွေကိုတော့မြင်တွေ့နေကြရတာဖြစ်ပါတယ်။ရှင်ဒါလီရှိကိုကနေပြီးသားလေး ာဒီနော်အီရီယာထဲမှာပဲတော်ပြီးတော့ထန်လာတယ်ဒိုလီကိုအန်ရီများတဲ့အခိုက်တန်းလို့ပဲစိုးအောင်မှာပဲဖြစ်ပါတယ်ဂျူရီဒီဂျူနီထားလို့နေငယ်ဝေခွဲရခက်နေတယ်ဒီထားတစ်ခုမှာပဲပါပြီမြတ်မာတင်ရဲ့ခံစစ်ကိုဖျက်ချုပ်ဖို့အတွက်စူးစမ်းနေရပဲဖြစ်ပါတယ်ဘာဘလိုအီရီယာလေးကိုတော့ဝင်လာပြီမြတ်ဘာဘလိုပဲချောင်ပြဖို့စူးစမ်းတယ်ဘာဘလိုလေငိုင်ကန်ကျတဲ့ဒူဘာဘလို

ဘူးဆိုလို့ရှင်တော့မြန်မာအသင်းရဲ့စီးရီးယားအသင်းတွေဒုတိယပိုင်း45မိနစ်ကပြန်လည်ပြီးတော့စတင်ခဲ့ပြီပဲဖြစ်ပါတယ်ပထမပိုင်းပုဂ္ဂတချင်း45မိနစ်အတွင်းမှာတော့မြန်မာအသင်းရောစီးရီးယားအသင်းမှာထွက်တဲ့တစ်ဖက်ဂိုတူးနိုင်ကြခြင်းမရှိဘဲနဲ့ဂိုမရှိတေရလန်နဲ့ပထမပိုင်းကိုအဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်ပိုင်းအပြောင်းလဲပြုလုပ်ဖို့အတွက်ဝင်းနိုင်ထွန်းမင်းမော်ဦးရှင်ရင်အောင်ကလေးပိုင်းပြောင်းလဲပြုလုပ်ဖို့အတွက်တော့စုံဝင်းသိဟင်းဖြူအစရှိကစားသမားရရှိနေကြတာပဲဖြစ်ပါတယ်။လေမောအောင် ူနန္ဒာသွားပြီမြရှိဦးအိုင်တင်လေးပေးတာဟင်းချောင်းဘောထွက်မှာတော့တမ်းပိုင်ရှိနေတာပဲဖြစ်ပါတယ်ဟင်းချောင်းချုပ်ပေးတာလေတောက်ရှောင်းဆိုသူလိုဟင်းထက်အောင်ဖီအားပေးပြီးတော့ကစားနေတဲ့နေသားတစ်ခုမှာတော့ဟင်းထက်အောင်ရဲ့ပေးပို့မှုကတော့လိုရာမြောက်ခဲ့တာပဲဖြစ်ပါတယ်သူအနေနဲ့ကစောစောနေသားတစ်ခုမှာတွေကပေးပို့ခဲ့မယ်ဆိုလို့ရှိရင်တော့ဆိုလို့ရှိရင်တော့ပြောရဆိုရင်မဲ့စီးရီးယားအသင်းကလည်း တိုက်စစ်ကိုအလင်းမြန်ပြန်ဆောက်ခဲ့တာပဲဖြစ်ပါတယ်နနာကျော်မရှင်ထန်လီမေဇီယာလင်မေမိုးအောင်ညီမရှိနေတဲ့မမောင်လင်စထိန်ရတယ်မြေမမောင်လင်မေအချိန်နေကြည့်တယ်ဘုကျော်စင်ဟင်းကိုပြတ်တက်ဖို့အတွက်အချက်ပြနေတယ်မြေမမောင်လင်လိုက်တိလေးပဲခင်ဗျခွန်ကျော်စင်ဟင်းလိုက်စိတ်ဖို့ချိုးသားနေတယ်မိသေးတယ်မြေခွန်ကျော်စင်ဟင်းမေ ဘယ်တန်းမှာမဲအချိန်ကြီးနေဧရာလေးကိုမအမင်းနာလေးဖြစ်တယ်လို့ဒန်ဟာကနေပြန်လှည့်ပြီးတော့တတလာခဲ့တဲ့ကိုယ်လေကသားသမားဇော်ဝင်းသိန်းကိုလည်းကျွန်တော်မငါနနာကျော်ရဲ့နေရာမှာအစားထိုးအသုံးပြုခဲ့ပြီပဲဖြစ်ပါတယ်မမုတ်ရှူပီးလာတဲ့ပပလိုတရားထောင်နေရင်ဆိုင်တွေ့နေတယ်ငါပေါ်နေချပီးလာလေပပလိုရဲ့ပြပမှုကနေမမုတ် ဆုံးသက်ဖို့အတွက်ကြိုးစားနေတာပဲဖြစ်ပါတယ်။ဒုတိယပိုင်းမှာလူစားလဲမှု၃ခုထိပြုလုပ်ထားတဲ့မြမအသင်းရလပိုင်းဘလို့ထွက်ပေါ်လာမလဲဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ချိန်မှလည်းတင်းကောင်းဆောင်မမောက်လွင်ဘယ်ချမ်းနေပဲခြေနေကြည့်နေတယ်။လင်းနေပဲပြန်တွဲလာတယ်။မာသင်းပဲဇော်ဝင်းသိန်းတောက်လျှောက်ပဲဆွဲတက်လာတယ်။အလေကျော်မှာပဲဇော်ဝင်းသိန်းအလေကိုပြန်တည့်ပေးလာတယ်။မာသင်းပဲအရေးဆက်နာရောက်လာပြီ။နောက်ပြန်ပေးလာတယ်။ညာကျောင်းထပ်ပေးလာမြတ်။တပ်ပိုင်းလက်ကျန်ပြီ။ ပြီးခဲ့တဲ့အိမ်ကွင်းပွဲစဉ်နှစ်ပွဲစတိုက်တွင်ကိုရရှိအောင်စောင့်ဆောင်ထားနိုင်ခဲ့တဲ့တန်ပိုင်ဒီချိန်မှာလည်းအဝေးကန့်ကျင်တဲ့ပြိုင်မသိရဲ့ဂိုးပေါက်ကိုဖိအားပေးဖို့တဲ့အကျိုးစားကြီးတာဖြစ်ပါတယ်လင်မောင်ရဲ့ပြေပို့မှုကနေညာချမ်းမှာအဆင်သင့်ရှိနေခဲ့တဲ့တန်ပိုင်ညာချင်းနဲ့အဆုံးသတ်ဖို့တဲ့အကျိုးစားကြီးတာဖြစ်ပါတယ် အသင်းပေါ်တွေကိုပြန်ပြီးတော့ဖန်တီမပေးတော့ဘဲနဲ့အတန်းပိုင်တိုက်ရအဆုံးသက်ရမှာတော့သူ့ရဲ့ကြံချက်ကအနေငယ်အပြော့သွားခဲ့ပြီးတော့ပြိုင်မသိရဲ့ကုသမဟက်တာရာဖန်ကိုရရှိထားနိုင်ခဲ့တာဖြစ်ပါတယ်ရှင်ပြန်ကစားထားခဲ့ရတာဖြစ်ပါတယ်ဒီချိန်နေမှာလည်းမာသင်အဲ့လိုပုံစံမျိုးထပ်ပြီးတော့စမ်းဆောင်သွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီမှာလည်းစီရီယာတင်းမဲ့လွတ်ကြည့်ပဲအေရီယာဝင်လာပြီစီရီယာတင်းချက်လှဲ့လာတယ်အလဲတော့တပ်ပဲပြိုင်ပြီတတော်လေး ကောင်းမွန်တဲ့အခွင့်အကောင်းတစ်ခုကိုတော့စီရီယာတင်ဖြုံးတီးခဲ့လို့ပဲဆိုရမှာဖြစ်ပါတယ်အမက်ချင်းနေကြည့်နေလေဝပေးတာလေအော့စမန်ညာကြောင်ထုတ်ပေးတာလေမြာစီရီယာတင်မရသေးဇကာရာရီအော့စမန်ညာကြောင်ပေးလိုက်ပြန်မြာအေးလေဦးတော့ဝင်လာပြီမြာဟင်းဆိုးအော့စမန်ဟာပေးတာလေပေါ်ဘလိုကကန်နာပြီ ဟုတ်ပြီခင်ဗျာလက်ရှိမှာတော့တောက်လျှောက်ဆိုသလိုတိုက်စစ်ဆင်နေခဲ့တဲ့စီးရီးယားအသင်းဖွင့်ကိုတော့စတင်ပြီးတော့ရရှိတောင်းရင်ပဲဖြစ်ပါတယ်ဒီနေ့စီးရီးယားအသင်းရဲ့တိုက်စစ်ကိုဥဆောင်လာခဲ့တဲ့ကျွန်တော်မ7ပန်ဘလူကအဆုံးသက်သူယူသွားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိမှာတော့စီးရီးယားအသင်းကတကူဂုံးမရှိဆိုတော့ရာလတ်တစ်ခုနဲ့ဟိုမှာအသင်းကိုတော့စတင်ပြီးတော့ဥဆောင်ခဲ့ပြီပဲဖြစ်ပါတယ် ။ဩစမန်ရဲ့လန်ကန်နာရီ။ဩစမန်။ဩစမန်ရဲ့ကန်ချက်ကိုတော့စောအိုင်းမှာဥဆောင်ကိုတွင်းခဲ့တဲ့ပါပလိုကပဲလိုက်တင်ပိတ်သွင်းပြီးတော့စီးရီးယားအသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုသူသွားခဲ့ပြီပဲဖြစ်ပါတယ်။အနေဆိုရင်လက်ရှိမှာတော့စီးရီးယားအသင်းကဝေကွင်းမှာပဲမြန်မာအသင်းကိုနှစ်ဂိုးကုန်ပြီဆိုတဲ့ရလဒ်တစ်ခုနဲ့တော့စတင်ပြီးတော့ပြည်သူသားသားဥဆောင်နေခဲ့ပြီခင်ဗျာ။ဟုတ်ပါတယ်ခင်ဗျာဖုန်းကြီးဥဆောင်ကိုပေးပြီးရတဲ့နောက်ပိုင်း ပြန်ပြီးတော့အချိန်ကျလာတဲ့မြန်မာသင်းရဲ့ကစားပုံကိုတော့ဒီချိန်မှာဆီးရီးယားသင်းထပ်ပြီးတော့အခွင့်အကောင်းယူသွားပြီလို့ပဲဆိုရမှာဖြစ်ပါတယ်စက္ကွန်အစေခါရီ ကျင်းကျင်းလွဲချုံနေခဲ့တဲ့သူ့ရဲ့စိုးသက်ပိုင်းစွမ်းဆောင်ရည်ကိုတော့ဒီချိန်မှာတော့ဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လက်ရှိမှာတော့စီးရီးယားအသင်းကအဝေးကွေးမှာပဲမြန်မာအသင်းကို၃ဂိုးခုပြီဆိုတဲ့ရလဒ်တစ်ခုနဲ့ပြပြတသားကိုဥဆောင်စားနေခဲ့ပြီပဲဖြစ်တယ်ခင်ဗျာ။ပဘလိုဘေအော့စမန်ရာဒီမြအော့စမန်လက်တော့ချိုးသားနေဟင်ဖြိုဝင်း အောင်စားဝါနာရှင်ပြည်သက်များခင်ဗျာကျွန်တော်အစီအခံတင်ဆက်နေစဉ်အတွင်းမှာပဲမြန်မာအသင်းနဲ့ဆီးရီးယားအသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ဆီးရီးယားအသင်းက၃ဂိုးဂိုးမရှိဆိုတော့ရလဒ်တစ်ခုနဲ့မြန်မာအသင်းကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့ကြောင့်အစီအခံတင်ဆက်ရင်းနဲ့ပဲကျွန်တော်တို့ရဲ့ဒါရိုက်ထုတ်လင်းတင်ဆက်နေမှုကိုဒီမှာပဲကြံအောင်ပြုပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ